နိုဝင်ဘာ9ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေ။ဒီနေ့တော့ကျွန်တော် channel နှစ်ခုလုံးမှာကျွန်တော်ဗီဒီယိုတွေကိုကူယူဖို့ပြနိုင်ရာရီကျွန်တော်ဗီဒီယိုကိုတသွေးမတိမ့်ပေါ့ channel နာမည်ပါအတုလုပ်ပြီးတော့လုပ်နေတာရီကျွန်တော်ပြောပြချင်ပါတယ်။ကျွန်တော်မှာလူ LUU လူမြတ်ချော ဘေးမှာအမှတ်ချက်လေးရှိပါတယ်ဗီဒီယိုအပုတ်ရ900နီးပါးရှိပြီးတော့ subscriber 3သိန်းခွဲနီးပါးရှိတဲ့လူမြတ်ကျော် L M K review and new ဆိုပြီးတဲ့ channel တစ်ခုနှစ်ခုရှိပါတယ်နှစ်ခုလုံးမှာသတင်းအကြောင်းအရာတင်ဆက်ပုံတွေမတူပါဘူး L M K လူမြတ်ကျော် L M K အဲ့တော့ဟိုဘက် LK channel မှာက subscriber တသိန်းခွဲနဲ့တထောင်ရှိပါတယ်ဆိုတော့ကျွန်တော်သတင်းတွေကိုကျွန်တော်ရိုးရဲပြောကြားချက်တွေကိုကူးယူဖော်ပြတဲ့ channel အတူတွေ page အတူတွေအများအများလေးပေါ်နေတဲ့အတွက်မိဘပြည်သူရဲဘော်မိတ်ဆွေတွေကစနစ်တကျစစ်စစ်ပြီးမှတေချာကြည့်ပါဘာဖြစ်လို့လဲဆိုတော့ internet ကအရင်စီးကြီးနေတယ်ရန်ကုန်မှာဒီကနေ့ဆိုရင် internet တွေဖြတ်တောက်ထားတယ်ဆိုတဲ့အခြေအနေတွေကြားရသလိုနေပြည်တော်ကတော့ internet ပြတ်တောက်နေတဲ့တချို့နေရာတွေတော်တော်များများရှိပါတယ် ဒီအပိုင်းနေမှာဘတ်စတာအင်တာနက် wifi line တွေကိုဖျက်တောက်နေတာဘာကြောင့်လဲဘာလို့ရှင်လို့လဲမကြခင်လာပိုင်းတွေကတော့တော်တော်ထူးခြားစရာဖြစ်စဉ်တွေဖြစ်လာမယ်လာမျိုးတွေဖြစ်ပါတယ်အဒီကနေ့ဆိုရင်ကင်းပြင်းနေမှာ KK ပတ်ကို KK ပတ်ထဲမှာရှိတဲ့ကာစီနိုယုံတွေလောင်းသားအဆောက်အုံကြီးတွေဟာနန်းတော်ကြီးတမျှပါအဲ့ဒီအဆောက်အုံတွေကို BGF နေ जा ဆောင်တက် စစ်တပ်နဲ့အပေးယူလုပ်ထားတဲ့တပ်ဖွဲ့ကနှိမ့်စင်ဘုံတွေခွဲပြီးဖြိုချနေပါတယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲ။တနေ့ကို၄ချိန်လောက်ဘုံခွဲဖြိုချနေတဲ့အချိန်တွေပါ။ဆိုလိုချင်တာကကီကီဘက်မှာလုံနေတဲ့အလုပ်တွေကသူတို့နဲ့မဆိုင်ဘူးလား။စစ်တပ်ကခြေမုံလိုက်ပြီလို့ပြောချင်တာလား။ဒါဆိုရင်ရွှေကုတ်ကိုကြီးရောဘယ်လိုလုပ်ပါလဲ။မြဝတီမျိုးတွေက နန်းတော်ကြီးတမျကြားဖြန့်ကာစီနိုယုံတွေကရော BGN နဲ့စစ်တပ်လောက်တာမဟုတ်ဘူးလားဒီနေရာမှာသတင်းစကားပေးချင်တာကတရုတ်ထိုင်း US အမေရိကန်တို့ကိုသတင်းစကားပေးချင်တာကကာစီနိုယုံဆိုလို့ပြောလို့ရတယ်ဗျာလောင်းကစားယုံတွေကြားဖြန့်ယုံတွေလို့ထင်လို့ရတဲ့ဟာတွေဟာကိကိပတ်တခုလည်းမဟုတ်ဘူး ဂီဂီဘက်ကနေအနောက်ပြန်သွားရင်မြောက်ပြည်မြို့ပေါ်မှာယုံပေါင်းရာနဲ့ကြီးရှိတယ်။နံပါတ်1နံပါတ်2ရွှေကုတ်ကိုဟာကြားဖြန့်ရဲ့ဘုံချက်၊ကရင်ပြည်နယ်ရဲ့ကြားဖြန့်ဘုံချက်ဖြစ်တယ်။အဲ့ဒါတွေအားလုံးဟာစစ်တပ်နဲ့ကရင် BGF ခုမပြုတ်ရင်ဘယ်သူမှလုပ်လို့မရဘူး။ရှင်းရှင်းပြတ်ပြတ်ပြောတာ။ကဘာကြီးဟာဒီကနေ့ဆိုရင်ဘုံလုပ်ငန်းအကျိုးစီးပွားနဲ့ဘုံလုပ်ငန်းအကျိုးစီးပွားဆိုတာကမိမိနိုင်ငံအကျိုးစီးပွားနဲ့သာ ရက်ဒီကျင်လေမောင်းနေနေကြတော့ကျွန်တော်တို့နိုင်ငံများလေကိုယ်နိုင်ငံအကျိုးစီးပွားငါတို့နိုင်ငံမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားငါတို့ပြည်သူလူထုရဲ့အကျိုးစီးပွားဆိုတော့ကူလေပါဇက်တဲကထွက်ခွင့်တော့မရှိဘူးကရင်ကရင်အမျိုးသားအကျိုးစီးပွားကရင်လက်နက်ကင်တက်တွေတကယ်လုံနေသလားပမာ လက်နက်ကင်တက်တွေကောဗမာပြည်သူလူထုအကျိုးစီးပွားတကယ်လုံးနေသလားစကိုင်းမကွေးရန်ကုန်မန္တလေးမြေပြန့်က PDF တီတောင်းနေတိုင်းနေရှိရှိတယ်အပြစ်ပြောတာမဟုတ်အဓိကစကိုင်းမှာဆိုရင်ရင်းမပဲခင်ရင်းမပင်ခင်မှာဆိုတရင်များတော့စကိုင်းကအများဆုံးပဲဗျာတက်တယ်အဲ့ဒီဗမာစုံမိုးနေပြီဆိုတော့ဗမာစကိုင်းမကွေးကြီးကိုဥဆောင်တဲ့ အဲဒီဗျူဟာမှုတို့ NUG တို့ကာကွယ်ရေးဝင်ကြီးတို့အစရှိတဲ့ပုံကိုတွေကတကယ်စစ်တိုက်ပါသလားတကယ်တော်လိုင်းကြီးကိုအောင်မြင်စေနိုင်တဲ့ဗျူဟာမြောက်တိုက်ပွဲတွေတကယ်တိုက်သလားလို့မေးချင်တာဒီကနေ့ကန့်ဘလူမှာဘာဖြစ်လဲသိလားပအာဖအခွန်တော်အရာရှိအပါဝင်6ဦးမြင့်ကျော်ခအခိုင် ငွေကြွေးအလဲသုံးစားလုပ်တယ်လုပ်ပိုင်ခွင့်အာလာလုပ်အလွဲသုံးစားလုပ်တယ်ပါပါတစိမ့်တုံးအတုလုပ်ပြီးအခွန်ကောက်တယ်တသက်ကံပစ္စည်းတွေဖျောက်တယ်နော်အခွန်ချစ်လန်တွေကိုပြင်တယ်အဲ့ဒါဘယ်တုန်းလဲကဖြစ်နေမှမသိဘူးအခု9နှစ်ကြာမှတိတာလားမတိကျင်အောင်ဆောင်းနေတာလားမဖြစ်မနေမှုလို့ဖမ်းရတာလားတော့မသိဘူးဒီနေ့ဖမ်းတယ်ဆိုတဲ့သတင်းထွက်ပါတယ်ဆိုတော့ စစ်ကော်မရှင်ဘိုဂရော်ဒီနဲ့နန်းစီဒီယန်ရဲတွေနဲ့အဆက်အသွယ်ရှိခဲ့တယ်လို့လည်းသိရတယ်။အဲတော့စစ်ဘက်ဆိုင်ရာခရိုင်ကုကဲရေးတာဝန်ရှိသူများတရင်တပ်ဖွဲ့များညှိနှိုင်းဆောင်ရွက်ခဲ့ပြီးစစ်ဆေးပေါ်ပေါက်ချက်အများအရအရက်ဖက်တရားစီရင်ရေးသို့လွှဲပြောင်းဆောင်ရွက်ကမ်ပလူပအဖကနိုဝင်ဘာ၁ရက်ထုတ်ပြန်တိန်တောင်းကနအထက်ရှိတယ်မြို့ဝကတက္ကအုံနာရီမှာငွေတောင်းနေတယ် ကိုပိုင်ငွေပြီးကိုကျိုးစီးပွားဖြစ်တုံဆွဲတယ်အကောက်ကွန်ချလန်တွေကိုစိတ်ကြိုက်ဖြစ်နေမြကြီးနာလို့ငွေပို့ပြီးအိမ်ဆောက်ထားတယ်ကားလေးစီးဝယ်ထားတယ်တိမ်မောင်းတောင်းနေချီတောင်းနေချီဒါမျိုးဘဏ္ဍဖွဲ့လောက်ရှိနေလေကျွန်တော်တို့မသိဘူးတော်လိုင်းကြီးစကိုင်းတိုင်းတိုင်းလို့ဘာလို့စစ်မနိုင်နေလဲ စကိုင်းတိုင်းကြီးကိုဘာလို့မသိမ့်ပိုင်နိုင်လဲစကိုင်းတိုင်းမှာဘာလို့ပြဿနာဖြစ်နေလဲဆိုတော့အဖြေတော့ချက်တွေကတပြေးပြေးထွက်ပေါ်လာနေပါတယ်အဲ့တော့စကိုင်းမှာကျွန်တော်တခါသေးပြောမယ်နော်ချစ်ချင်ချစ်မုန်းချင်မုန်းအိန္ဒိယကလေးစကိုင်းတမူလန်းကိုခမရတို့ဖြစ်မတိုက်နိုင်မကြခင်ငတ်လိမ့်မယ်တရုတ်ကသူ့အလုပ်သူ့လုပ်မှာဖြစ်တယ်မိုးကုတ်မိုးမိတ်ကိုဟပြီးဖက်စစ်တပ်ကစကိုင်းတိုင်းနဲ့ချွေဖို့မြင်းကြံ ရွှေဘူမြင်းကြံစကိုင်းတချောကိုစစ်ထိုးဖို့ပြင်နေတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။မိုးကုတ်ကိုအားလုံးကာကွယ်မယ်ကျွန်တော်တို့ကာကွယ်တာကိုသဘောတူတယ်။မိုးကုတ်ကိုကာကွယ်တဲ့နီးနာပုံတံတန်းနေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဟိုဘက် channel မှာပြောမယ်နော်။မိုးကုတ်ကိုကာကွယ်မယ်။ကာကွယ်တာကောင်းတာဗောဗျာ။ဘာပြောစရာရှိလဲ။ဟုတ်လား။မကာကွယ်နဲ့လို့ပြောလို့မှမရတာ။ကာကွယ်ကိုကာကွယ်ရမှာပဲ။ သို့တော့မိုးကုတ်နဲ့ပတ်သက်ပြီးကျွန်တော်တခုပြောပြချင်တာက MDY PDF အပါဝင်တော်လိုင်းတက်တီကကောက်ွင့်မယ် MDY PDF ကခေါင်းဆောင်ကဒေါက်တာစိုးသူတော်ကဒုတိယစစ်ဦးစီးအရာရှိချုပ်သိရတယ်ဆိုတော့တက်တွေလာပါလူတွေလာပါကျွန်တော်တို့မိုးကုတ်မြို့ကွယ်ကြမယ်မိုးကုတ်မြို့တိုက်ပွဲဝင်ကြမယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားကြည့်ရအောင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီယုံကျုပ်အမိန့်နဲ့တရင်တနည်း3 4 6ခွန်8ကမိုးကုတ်ကိုဝင်ရင်တရင်5 6ခွန်8ကစကိုင်းကိုကာရင်တရင်6ခွန်90ကပဲဒါလို့ viewer မြောက်လောက်တာမျိုးမရှိဘူးလားခလေးကစားနေတာလား MD1 PDF ကထွက်ပြီးတော့လာခဲ့ပါငါတို့တရင်တက်ဖွဲ့တွေဟိုဘလော့ခေါ်မလဲအဲဖိတ်ခေါ်ပါတယ်လို့ပြောစရာမလိုဘူး NU ခြီအောက်မှာတရင်ပေါင်းရှာနေချီကို viewer မြောက်စစ်ပွဲဆင်နွှဲဖို့ကာဝေးဝင်ကြီးဌာနကစစ်မိန်မထုတ်နိုင်ဘူးလား အရေးချင်းမရှိဘူးလားတကယ်ကိုကင်းမှုရောရှိရလား COC ရောရှိရလားဒါတွေကျွန်တော်တို့ဒီအချိန်ကမေးရမယ့်အချိန်ဖြစ်လာပြီအဲ့တော့တရုတ်ကဒီကနေ့ကျွန်တော်တို့သုံးသက်ချက်ရ MOD ကဒီလိုလုပ်နေတယ်နော် NUG ကဒီလိုပုံစံကြီးဖြစ်နေတာ COC ဘာလို့တရင်တနေ3လင်းကမကုတ်ကူကတရင်နေက6ခု8ဘယ်ဟိုသွားအဲ့လိုမဟုတ်ဘူးလားဘလို့ကြီးလေကာကွယ်ရေးဝန်ကြီးဌာနကဘာဘလို့ကြီးလေကျွန်တော်စဉ်းစားမိတာပါ နောက်တစ်ခုကတရုတ်ရဲ့အခင်းချင်းကိုကြည့်အောင် TNL နဲ့တရုတ်နဲ့ညှိနှိုင်းပြီးတော့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးတယ်။နောင်ချိုတီဘောတို့ကိုပြန်ပေးမယ်။ပြည်တော်စုလမ်းမကြီးဖွင့်မယ်။တရုတ်ကခင်ဗျားတို့ကိုကျွန်တော်ပြောမယ်နော်။မင်းကိုနိုင်ကိုမင်းကိုနိုင်ပြောတဲ့စကားရှိလား။ကဘာကြီးကနိုင်မင်းကိုရွေးလောင်းတာပါတဲ့။မှားပါတယ်။တရုတ်ကနိုင်မင်းကိုရွေးမလောင်းပါဘူး။နိုင်မင်းကိုရွေးလောင်းလို့ရှိရင် အဲ့ဒီနိုင်မင်းကိုတက်စီးတဲ့ခါချခါချရင်ပြုတ်ကြမယ်မင်းဟာဒီနိုင်မင်းကိုကိုယ်တိုင်ပြုစုပြီးပြိုးထောင်ထားတဲ့မင်းမဟုတ်ဘူးသူတစ်ပါးရဲ့မင်းမင်းတကယ်နိုင်ခြင်းရင်မင်းတက်စီးရတဲ့မင်းကိုပဲနိုင်အောင်လုပ်ကြမယ်ဆိုတဲ့ကွန်ပျူရှာရဲ့အယူအဆရှိပါတယ်တေယုတ်လက်ရှိလုပ်နေတဲ့ပုံသဏ္ဍာန်တွေဟာနိုင်မင်းကိုမလောင်းပါဘူးကိုတက်စီးရတဲ့မင်းကိုပဲနိုင်မင်းအဖြစ် နိုင်အောင်လုပ်ပေးနေတာဖြစ်ပါတယ်တရုတ်ဟာဖက်ဆစ်တပ်ကိုတက်စီးထားပြီးပြီသူတက်စီးထားတဲ့မြင်းကိုသူမနိုင်နိုင်အောင်လုပ်ပေးလိမ့်မယ်ဆိုတဲ့အခြေခံစဉ်းစားချက်ပါအဲ့တော့ကျွန်တော်တို့တရုတ်နဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံ132နိုင်ငံလိလာကြီးတဲ့ကိုရှယ်လေးရေးထားတဲ့စာလေးတစ်ခုလည်းကျွန်တော်တွေ့လိုက်ရတယ် သူရေးရတဲ့တဲမှာသူ132နိုင်ငံထိလိလာချက်အရာတိတိကျကျပြောရရင်းနဲ့တရုတ်ဟာတကဘာလုံးမှာဘယ်နိုင်ငံကိုမဆိုနိုင်မြင့်တက်စီးတာမရှိဘူးတဲ့စီးရတဲ့မြင်းကိုပဲနိုင်အောင်လုပ်ပေးတာတဲ့အဲ့တော့ဒီအချီနေညီမပြီမအောင်နိုင်မြင်းလောင်းနေတယ်လို့ခင်ဗျားတို့ထင်နေတော့မဲလားလို့သူကမေးတာတဲ့ ဆိုတော့ကျန်တဲ့အချက်လက်တွေကတော့ကျွန်တော်သေချာမပြောချင်ဘူး BNN မှာနိုင်မြင်းစီးရတဲ့အမေရိကန်တို့ရဲ့စစ်တင်ကြိုင်းဖြစ်သွားခဲ့တာတွေရှိပါတယ်နော်ဒီလိုကိုယ့်ရဲ့မဟာကိုယ့်ရဲ့ဒီအိန္ဒိယနိုင်ငံတွေရဲ့လက်ရှိတရုတ်ဖက်ဆစ်တက်ရဲ့တောင်းနေတဲ့ geopolitical ပထဝီနိုင်ငံကြီးစီးရီးနိုင်ငံကြီးတွေကိုကျွန်တော်တို့တည်တည်ချာချာ လေလာစင်စင်နားလေစီချင်တယ်အခုကာလကဘလို့ဖြစ်နေတယ်ဆိုတော့ Facebook TikTok ပေါ့ဗျာနော်အစရှိတဲ့စာမျက်နှာတွေမှာတော်လန်ရေးတွေပါပါတယ်ဆိုရက်တချို့လူတွေကကိုထင်ရကိုတက်ပြောကြတယ်မိမိရဲ့လွတ်လပ်စွာပြောရေးဆိုခွင့်တွေကကျွန်တော်ငင်းပယ်စရာမရှိပါဘူးပြောလို့ရပါတယ်ကျွန်တော်လည်းပြောနေရပါဘူးဒါပေမဲ့တခုရှိတာကမိမိမကြွန့်ချင်မပိုင်နိုင်တဲ့ကိစ္စတွေကို လက်လွတ်စပယ်မပြောစေချင်အခုပြဿနာတစ်ခုဖြစ်နေတာတွေ့ရတယ်တစ်တော့မှလားမသိဘူးလူငယ်တယောက်ကသူ့ကိုယ်သူနိုင်ငံရေးကျွမ်းကျင်သူလို့လို့ဘာလို့လို့နေပေါ့ဗျာရခိုင်နဲ့နေတိုးကိစ္စကိုပြောပြီးတော့ရခိုင်တမျိုးသားလုံးကိုထိခိုက်တဲ့ဇာတ်ကားတွေပါတယ်ဘာလို့ရခိုင်တွေကပြဿနာတက်ဒါ तू ကတော့တစ်တော့မှဘာမဟုတ်ပဲပြောလိုက်ပင်မဲ့ရခိုင်အင်အားစုတွေနဲ့တခြားတော်လိုင်းအင်အားစုတွေနဲ့နားလည်မှုလွဲတဲ့ကိစ္စတွေဖြစ်နိုင်တယ်နောက်တစ်ချက် အခုအမျိုးသမီးတယောက်တဲတဲလားတက်တက်လားသူ့နာမည်ကျွန်တော်မသိဘူးနေရတကာသူတိသူတက်ပြီးတော့လိုက်ပြောနေတာတွေ့ရတယ်သူ့လေ့လာကြည့်လိုက်တော့နိုင်ငံကြီးတော်လန်ရေးမှာဘာမှလောက်လောက်လာလာဟိုအတွေးခေါ်နဲ့ဂျုံကြည်ချက်နဲ့လာခဲ့တဲ့လူမဟုတ်ဘူးတော်လန်ရေးမှာစစ်တပ်ကိုမချင်နဲ့လို့မကြိုက်လို့တော်လန်မယ်ဆိုပြီးပါတဲ့လူဒါကိုသဘောတူတယ်လေးစားတယ်ထောက်ခံတယ်ကြိုးစိုးတယ်သို့တော့ကိုမကြွန့်ကျင်မပိုင်နိုင်နဲ့နိုင်ငံရေးဆိုင်ရာကိစ္စရက်တည် ဝေဖန်တလူလူတုံးတက်တလူလူတိတ်တလူလူတက်တလူလူပြောတာမျိုးတွေအဲ့ဒါတွေကတော်လိုက်ရေးအတွက်အစိတ်အတော့ဖြစ်နေတယ်တတိချာချာသိရှိနားလည်ရမယ်မသိရင်လည်းမပြောအောင်လို့မပြောသိတဲ့လောက်ပဲပြောအောင်မယ်အခုဟာကပြောချင်တာတွေပြောလို့ချင်တာတွေလုပ်ပြီးတော်လိုက်ရေးဟာဝါအစီးပြီတကယ်သူဖြစ်နေတာတွေ့ရတယ်ဟိုတခါကဆိုလေဥထုံးကြည်ကိုပြောတယ်ပေါ့အန်ယူဂျီကိုဝေဖန်လို့ဥထုံးကြည်ကိုပြောတယ်လို့ဆိုတော့ ကိစ္စတခုပြဿနာတက်ကြသည်ဆိုတော့ဥဒုကြီးဘယ်လိုဖြတ်တန်းခဲ့လဲဥဒုကြီးကပါလဲ NUG ကအခုမှနိုင်ငံတခုကနေထွက်ပြေးလာတယ်ဗောဗျာဟိုကိုယ်နိုင်ငံတွေကနေဖမ်းလို့ထွက်ပြေးလာတယ်အစိုးရပြည်ပမှာလုံနေရတာပြည်တွင်းမှာအဲ့ဒီ NDI အစိုးရပါဆိုတော့လုံနေတဲ့အချိန်တွေကအဲ့ဥထွန်းကြီးဟာ NDI အစိုးရရဲ့မှားယွင်းတဲ့ policy တွေကိုဝေဖန်ခဲ့တဲ့သူကျွန်တော်တို့လည်းပါတယ်ဆိုတော့အခုမှထပြီးတော့ တရေးနှုတ်လို့အကြံပေါ်ပြီးလုပ်နေတာမဟုတ်ဘူးယုံကြည်ချက်အရလုပ်နေတဲ့သူတွေမှားတာလည်းရှိနိုင်တယ်မှန်တာလည်းရှိနိုင်တယ်နိုင်ငံကြီးကျင့်ဝတ်ကျွန်တော်တို့မှနိုင်ငံကြီးကျင့်ဝတ်ရှိတယ်ဘလို့ကျင့်ဝတ်မျိုးလဲကို့လုပ်ဖို့ကံပက်တွေကို့ရဲဘော်တွေကို့နိုင်ငံရေးသမားတွေမှားသွားခဲ့ရင်တော့အပြုတ်သဘောနဲ့ကျင့်ဝတ်နဲ့အညီထောက်ပြဝေဖန်တယ်1 2 3 go action အခုကအဲ့လိုမဟုတ်ဘူး အာအင်မတန်ရိုင်းဆိုင်ဆဲဆိုတဲ့အပြုမူလေးနဲ့ဒါတွေမလောက်ကြဖို့ကျွန်တော်လူမြတ်ကျော်ကဒီနေရာကနေမြေတားရက်ခံပါတယ်ဒီနေ့ဆိုရင်လဲကျွန်တော်တို့မိုးကုတ်အခြေအနေဆိုရင် PLA ရှိတယ် MDI PDF ရှိတယ် TRI viewer ရှိတယ်မိုးကုတ် view အစရှိတယ်ပေါ့ဗျာတက်တီရှိတယ်အဲ့တက်တီဈာထဲမှာတယန်ဇာတာဆိုင်ရာအကျိုးစီးပွားဖြစ်အောင်များ DNA ကထွက်သွားပြီးတော့မိုးကုတ်မှာ ကြောက်တွင်းနေဘာတွေပေါ့နော်အကျိုးစီးပွားပြဿနာတွေများဖြစ်အောင်များတဲ့ကစားတာလားဆိုတော့အာအတွေးလေးကျွန်တော်ဝင်မိတယ်မြင်းမြင်းရဲဘော်တယောက်နဲ့စကားပြောမိတော့မုကုတ်ကကာကွယ်တာအရန်မခတ်ခဲ့ပါဘူးမုကုတ်ကတောတောင်ကြီးမြေတွေရှိတယ်ကြိုက်တော့လေနဲ့ဘုံကျဲခိုလို့ရတဲ့လိုင်ကူတွေရှိပါတယ်တဲ့အဲ့တော့မုကုတ်ရဲ့စစ်တပ်ဝင်နိုင်တဲ့အဝင်လမ်းသမ ्या မှန်သမ ्या မိုင်းခင်းပါတဲ့ မြို့ပေါ်ရက်ွက်တွေကိုကရုတ်ချင်းတွေတူပါတဲ့စီရေးဆိုင်ရာခံစစ်အစီမံတွေတင်ဆင်နိုင်မိုးကုတ်ကကွယ်နိုင်တယ်ဒါပေမဲ့တခုရှိတာကတဲ့အဲ့ဒီတက်တွေပြုံရောက်ပြီးအဲ့မိုးကုတ်မှာကြောက်တွင်းနေရွှေတွင်းနေအဲ့ဒီမှာပြဿနာတွေများတက်မှာစိုးရိမ်မိတယ်ဆိုတဲ့ကိစ္စတခုလေကျွန်တော်တို့တွေ့ရတယ်ဘာကြောင့်လဲဆိုတော့အလူဆိုတာကငွေချင်းနဲ့ပတ်သက်လာရင်အတ္တလောဘကတ်တတ်တာဘူးဗျဒါတွေကိုလည်းကျွန်တော်တို့ဒီစဉ်းစားနေပါတယ်အဲ့တော့ဟုတ်ပြီဖက်စစ်တက်ကကျွန်တော်တို့ကိုထိုးစစ်ဆင်လာတယ် တောက်လျှောက်ထိုးစစ်ဆင်နေဆိုရင်ဖက်စစ်တပ်ကထိုးစစ်ဆိုတော့အရှိကိုတိုးရတာကျွန်တော်တို့ PDF တက်တွေကဖက်စစ်တပ်ရဲ့နောက်တန်းစခန်းတွေကိုဝင်တိုက်လို့မရဘူးလားစစ်ပြူဟာတဘောကိုကျွန်တော်တင်ပြရတာဖြစ်တယ်နော်ဒီကနေ့မှာကျွန်တော်တို့တာမန်မဟုတ်တဲ့တာမန်မဟုတ်တဲ့စီးပြူဟာနိပညာတိုက်ပွဲဒါတွေနဲ့ရှေ့ဆက်ရမှာဖြစ်တယ် ရှေ့လျှောက်ကာလမှာဟိုတတိရှိလို့တနက်နဲ့တက်ပြစ်မယ်ကွာဆိုတဲ့ကိစ္စကကဘာမှာခုနောက်တန်းရောက်သွားပြီယူကရိန်းဘလို့တိုက်နေလေရုရှားကိုနီးပညာတိုက်ပွဲကြီးတစ်ခုဖြစ်လာပြီတတိရှိုံနဲ့စစ်တိုက်ရဲုံနဲ့စစ်ပွဲတွေကိုအနိုင်ရမယ်လို့တိုက်ပွဲတွေကိုအနိုင်ရနိုင်တယ်လို့တသမတဲ့တွက်လို့မရတဲ့အခင်အချင်းဖြစ်တယ်အဲ့တော့ဒီအချိန်မှာ မြေပြင်ဒေတာကိုပျောက်ကြားစစ်နဲ့နောက်တန်းစခန်းမှန်တမဝင်တိုက်နိုင်ရင်ဒေါ်လာရင်းအချိုးကွေတခုဖြစ်နိုင်ပြီရန်သူလက်မောင်းတွေကိုချုပ်ကန်ရမယ်ကျွန်တော်တို့ပျောက်ကြားတက်တွေကနောက်တန်းစခန်းနေမှန်တမဝင်စီပါမင်းရှေ့မှာကြိုက်တော့ဖူးစစ်စင်အင်းရှေ့ဘူးအင်းတော့မချမ်းသာဆိုတကယ်တော့ဒါမျိုးလုံနိုင်လိမ့်မယ်လို့ကျွန်တော်တို့ အကြံပြုလိုပါတယ်ဗောဗျာအဲ့တော့လက်ရှိညီကုန်းချုပ်ရရင်ဗောဗျာတူတူနဲ့မိုးကမြို့ကိုကာကွယ်ရင်းနဲ့တိန့်စီတာတော့နေမိများလက်မလွတ်လာရည်အတွက် MDY PDF တစ်ခုတည်းကဟိုတက်ခေါ်ဒီတက်ခေါ်လာပါဒါမျိုးဟာစစ်ဘုံကြာမနေဘူးလို့ကျွန်တော်တို့မြင်တယ်တမိုးကြစစ်ပွဲကိုတကယ်ဆင်နွှဲနိုင်ပြီးခန်စစ်ရှင်နဲ့အကောင်းဆုံးထိုးစစ်ကိုလုံနိုင်ဖို့ဆိုရင် PDF စီယုံချုပ်ရဲ့ ဒုတိယဒုတိယအရာရှိချုပ်စိုးသူကစောဒေါက်တာစိုးသူကစောအနေနဲ့ကကကွေးဝန်ကြီးနဲ့ညှိနှိုင်းပြီးတော့ဗျူဟာမြောက်စီရေးပုံစံအခင်းချင်းတစ်ခုကြီးကိုချာမှတ်ရှေ့တန်းမှာထိုးစစ်ဝင်နေရင်နောက်တန်းကရန်သူစကန်တွေကိုဝင်တိုက်ဆိုတဲ့ဗျူဟာမျိုးတွေပေါ့ဗျာတော်လိုင်းကြီးကိုလက်တပြက်ပြောင်းလဲသွားနိုင်ပေလက်တပြက်ဗျူဟာတွေနဲ့စစ်ဆင်ကြရပါလိမ့်မယ်လို့အကြံပြုရင်း တကယ် COC ဟာ view ာမြောက်စစ်ချီစစ်တက်ထိုးစစ်တိုက်စစ်ခံစစ်ခြီစစ်ခွာစစ်ပုံတံတန်းနေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်